အဲ့ဒီအချိန်မှာလှသူစားလေးလေးသူရဲ့သပင်းအရှိကြီးကိုတုံးပြီးတော့ရွှေငွေရတနာတွေကိုပင်လေတွေကနေဆေးယူပေးပြန်တဲ့အဲ့ဒီမြင်ကွင်းကိုမြင်လိုက်တဲ့ဘယင်ကြီးနဲ့ရဲမတ်တွေလေးသိတ်ကိုအံ့အားတင်သွားကြတာပေါ့ပြီးတဲ့အခါမှာတော့လှသူစားလေးအဝေးကိုပြန်တန်းသွားလေတဲ့ကွယ်ပြိတ္တများအားလုံးပဲမင်္ဂလာပါရှင်တွေ့ရရဲ့ channel လေးကနေအားလုံးကိုပြန်လေးကြိုဆိုလိုက်ပါရရှင် ဒီကနေ့မှာတော့ရှင်နဲ့သမီးလေးဘဝကနေပြည်တံခမ်းရပြီးတော့လူဘဝကို ရောက်လာခဲ့ရတဲ့လှသူစားလေးရဲ့အကြောင်းကို ပြောပြပေးသွားမှာဖြစ်ပါရဲ့ရှင်။စိတ်ဝင်စားစရာကောင်းတာမို့အဆုံးထိပေးရလို့စက်ကြည့်ပေးကြပါဦးနော်။ထုံးစံတိုင်းဗီဗီယံလေးအွန်ပြီးတော့ကြည့်ရှုပေးဖို့ကိုလည်းမမေ့ကြပါနဲ့ဦးရှင်။တရံရောခါတော့က အင်မတန်ကြေပြောလာတဲ့ပင်လေကြီးတွေမှာရင်းနှီးသတော်ဝါတွေများစွာနှိတင်းနေထိုင်ကြတဲ့သမုဒ္ဒရာကြီးကိုရေမိတ်စာစိန်ပြူနဲ့ရေနယ်သမီးအမရာတို့ကတိုင်နဲ့ခွဲချပြီးတော့အုပ်ချုပ်ကြလေတဲ့ဒီနေ့တော့ရေမိတ်စာစိန်ပြူကပင်လေကြီးကိုမောင်းပိုင်စီပြီးအုပ်ချုပ်ချင်တာကြောင့်ရေနယ်သမီးလေးအမရာကိုလာရောက်တိုက်ခိုက်လေတဲ့သူတို့ရဲ့တိုက်ပွဲကပြင်းထန်လွန်လာကြောင့် ။တကြမင်းကြီးကလည်းမနေနိုင်တော့ပဲဝင်းရောက်တားမြေရတဲ့ကွယ်။အရှင်တကြဒီပင်လေးကိုမိမတယောက်နဲ့အတူတူမအုပ်ချုပ်ခိုင်းတယ်မဲကျွန်တော်မျိုးကသာအုပ်ချုပ်ခိုင်းတင်ကြောင်းပါ။အရှင်တကြာဆုံးဖြတ်ပေးတော်မူပါဒီလူယုံမာကအနာကိုမှမောနေတာပါကျွန်တော်မျိုးမသူ့ကိုမှတ်လောက်သားလာအောင်ဆုံးမပစ်ချင်ပါလေမင်းတို့နှစ်ယောက်လုံးတမုတ်တရားကိုစောင့်ရှောက်သူတွေဖြစ်နေပြီတော့ ကိုအကျိုးကိုပဲကြည်ကြတယ်။ရှင်နေတော်ဝါအများကြီးကိုတေးကြီးပြက်စီးစေခဲ့တယ်။အမင်းတို့နှစ်ယောက်ကိုငါးတကြားပြစ်ဒဏ်ပေးမယ်။ရှင်မိတ်ဆောင်မင်းကိုပင်လဲပစုံဘဝနဲ့နေထိုင်စေမယ်။ရှင်နေသမီးကတော့လူသားဘဝမှာပြန်လဲမွေဖွားစေ။တကြမင်းလေးရှီမိတ်စာကိုပစုံတကောင်အဖြစ်ပြောင်းလဲဖြစ်ပြီးတော့ ရေနဲ့သမီးရဲ့ရွှေကောင်းစည်းကိုတော့ရှိုးပြီးပင်လယ်ထဲမှာလွင့်ပြင်လိုက်ပါတဲ့ကွယ်။ရေနဲ့သမီးလေးလူသားဘဝမှာဝင်စားဖို့သွားရလေတဲ့။ဒီလိုနဲ့နှစ်ပေါင်းများစွာကြာပြီးချိန်မှာတော့ရေနဲ့သမီးဟာမိမပြိုလေးလာသူစားအဖြစ်ကြီးပြင်းလာပါတဲ့ကွယ်။လာသူစားလေးကချမ်းသာတဲ့အရာရှိမိသားစုကသမီးလေးအဖြစ်မွေးလာပြီးမဲ့ကန့်ဆူရှာတဲ့။မိဘနှစ်ပါးလုံးကတည်ဆုံသွားပြီဖြစ်ပြီး သူမကိုအမြင်ရိုင်းနှက်ပြီးတော့အနိုင်ကျင်တဲ့မိတွေရဲ့မိတွေရဲ့သမီးဖြစ်သူရဲ့နဲ့အတူတူနေရရှာလေးတဲ့ဟဲ့လှသူစားအဝတ်တွေသွားမလျှော်ပဲဘာလုပ်နေတာလဲငါဘာလာလျှော်စေချင်နေတာလားပြောစမ်းသွားသွားမြန်မြန်သွားလျှော်စမ်းညမပင်မန်းနေလို့နောက်နေ့မှလျှော်ပေးလို့ရမလားအမဒင်းကများငါခိုင်းတာကိုညင်းပြီးပြန်ပြောရဲတယ်ပေါ့အမေ အမေလာပါဦးဘာဖြစ်လို့လဲသမီးလေးရဲ့လှသူစားရဲ့လေအဝိမလျှော်ခြင်းမို့လို့ပြောနေတယ်သူ့ကိုဘယ်လိုလုပ်ကြမလဲအမေသူ့အဖေမရှိတော့တော့သူကမာနာကြီးနေတော့မယ်သမီးကိုလည်းပြန်ပြောနေတယ်နေကစကားနားမထောင်ဘူးပေါ့လေအခုချက်ချင်းအဝိသွားလျှော်စမ်းငါ့ကိုအမေလို့မတတ်မှတ်ဘူးပေါ့သမီးကပြန်ပြောတာမဟုတ်ရပါဘူးအမေစကားကိုနားထောင်ပါမယ် ဒါဆိုရင်အခုတွားလျှော်စမ်းတွားနောက်ကျညီအမကခန်းရင်ချက်ချင်းလို့အချိန်စွဲမနေနဲ့ကြာလာညီအမဒေါသထွက်ရင်ငါလေးမနိုင်ဘူးသူနဲ့ရန်ဖြစ်ပြီးငါ့ကိုလေစိတ်ဆိုးအောင်မလုပ်စမ်းပါနဲ့လာသူစားလေးရဲ့ဘဝဟာစိတ်ကိုပင်ပန်းဆင်းရဲရှာတဲ့ဒါပေမဲ့အိန်းသားကကလေးလေးဖိုးချိုကတော့သူမကိုအမြဲတမ်းကူညီပေးပါတဲ့ကွယ်ဟောအမလာသူစား ဒီအဝတ်တွေမနေ့ကရှော်ပေးသားမလားဘာလို့ပြန်ယူလာတာလဲမနေ့ကမင်းကူရှော်ပေးတာကိုသိသွားပြီးတော့မပြမှုထိုက်လျှော်ပေးဆိုပြီးငါအမကပြဿနာရှာလို့ပါဒါဆိုလဲသူတို့ဘာသာပြန်လျှော်ခိုင်းလိုက်ဖို့အမရေတမင်နှိမ့်ဆက်နေတာအိုးဟုတ်ပါဖိုးချုံလေးကပြောတာမှန်တယ်ဒါနဲ့ဒီနေ့အမစီလာတာလက်ဆောင်လေးတစ်ခုပေးစရာရှိတော့ဘာလက်ဆောင်လဲဖိုးချုံရဲ့ အဖေလေပင်လေတဲကနေဒါလေးရလာတာအဲ့ဒါအမနာသူစားကိုပေးလိုက်ဖို့ကျွန်တော်ကိုပြောလို့အိုးအဲ့ဒါကခေါင်းစည်းလေးနဲ့တူတယ်ကြည့်ရတာတံမိုးကြီးမဲ့ပုံပဲအမယူလို့ဖြစ်ပါမလားအဖေကအမကိုပေးဖို့တေချာပြောလိုက်တာဒါတို့အိမ်မှာမိန်းကလေးလည်းမရှိဘူးလေအမပဲယူလိုက်ပါဦးလေးကအမမိဘတွေရှိကြတဲ့ကအမကိုသူ့သမီးလေးလို့သဘောထားပြီးချစ်ခဲ့တာ ။ဦးလေးစိတ်မစင်းရဲစေခြင်းလို့အမယူထားလိုက်ပါမယ်လေ။ဒီနေ့မှာတော့ဘယင်ကြီးဟာအရာရှိမိသားစုတွေကိုဖိတ်ခေါ်ပြီးတော့ကပွဲတစ်ခုလုပ်တဲ့။လာသူစားလေးရဲ့ဖခင်ဟာလေအရာရှိတဦးဖြစ်ခဲ့တာမို့လာသူစားတို့အိမ်ကိုလေဖိတ်စာရောက်လာတဲ့ကွယ်။အမေမြန်မြန်လို့တော့ကြာနောက်ကြနေလို့နန်းတော်လေးဝင်းမရပဲဖြစ်နေမယ်။ပထမဆုံးဘယင်ကြီးနဲ့တွေ့ရမှာဆိုတော့စိတ်လှုပ်ရှားလိုက်တာ။ အမေကတော့ဘယင်တပားကိုတမတ်တော်ရတော့မှညင်ရောက်နေတယ်ဟိအမေသမီးအလှလေးရေမဟုတ်ဘူးလားအိုးအမေရလေအမေကိုပေတင်ကဟောထားလို့လားအမေရဲ့ဘာပဲဖြစ်ဖြစ်အေးအဲ့အကြောင်းတွေးတာနဲ့ကိုငါကပြုံနေတာဟိုကောင်မလှသူစားအစားငါသမီးကိုပဲနန်းတော်ခေါ်သွားမှာဟိုကန်ဆိုးမကတော့နေခဲ့ပေါ့ကြည့်နေလိုက်ဘယင်ကြီးငါသမီးလေးကိုချစ်မိသွားမယ်ဆိုတာအမေယုံနေတယ် အမေကတော့တကယ်ကိုတမန်ရွေးတက်တာပဲလာပါသွားကြစို့နောက်ကြနေပြီအမလာသူစားနန်းတော်ကာပွဲကိုမသွားပဲဘာလုပ်နေတာလဲဖိုးချူအမလည်းကာပွဲကိုသွားကြနာပေါ့ကွယ်ဒါပေမဲ့အမမှအဝေးစားလှလှလေးတွေမရှိဘူးအဝင်နွမ်းတွေပဲရှိတယ်အမသွားရင်တောက်ပါနေတဲ့လူတွေကြားမှာအဆက်ကွဲမှာပေါ့အမမိသားစုကလည်းသွားကြပြီအမကနန်းတော်ကိုဘသူနဲ့သွားရမှာလဲကွယ် တားရဲ့အဖေနဲ့လိုက်သွားပါလားအမရဲ့အဖေနန်းတော်ကိုလက်ဆောင်တွေသွားဆက်သဖို့ရှိတယ်။အဝေအစားကတော့နွမ်းနေလေပါဖြစ်လေ။တားလေးအဖေနဲ့နန်းတော်ကိုလိုက်သွားရင်ဒီအတိုင်းလိုက်တာပဲ။အဓိကရုပ်ကလေးလှနေဖို့ပဲဟာ။အမကလှပေးတာပဲ။ဟိုတနေ့ကရွှေကောင်းစီလေးပါစီးသွားလိုက်လေအမ။လာသူစားလေးရွှေကောင်းစီလေးကိုစီးလိုက်တာနဲ့အင်မတန်တောက်ပါတဲ့ဝတ်စုံလေးနဲ့လှပါတဲ့မိမ့်မပြိုလေးဖြစ်သွားပါတဲ့ကွယ်။ ဖိုးချိုလေးလေးသိတ်ကိုအံ့ဩသွားတာပေါ့ဒီလိုနဲ့လာသူစားလေးဖိုးချိုရဲ့အဖေနဲ့အတူနန်းတော်ကိုလိုက်သွားလေတဲ့ကွယ်လာသူစားရောက်သွားတဲ့အချိန်မှာတော့ဘယင်ကြီးအပါအဝင်လူတိုင်းကသူမရဲ့အလားကြောင့်ပင်သက်အံ့ဩကုန်ကြပါတဲ့နှမတော်လေးကအရာရှိတဦးဦးရဲ့သမီးလားနတ်သမီးတစ်ပါးလိုလှပပေးတာပဲနှမတော်လေးကလူသားလားနတ်သမီးလေးလားကွယ် ိုးအရှင်ကပျောက်ပင့်လွန်နေပါပြီကျွန်တော်မျိုးမှ မခံယူဝင့်ပါဘူးရှင်သူတို့နဲ့ရောက်စကားပြောနေတာကိုမြင်တဲ့မိတွေသားမီးလဲနှောက်ရက်ဖို့ရောက်လာကြတဲ့လာသူစားလဲသူမကိုမှတ်မိသွားမှဆိုပြီးတော့ထွက်သွားပါတဲ့ကွယ်မင်းမင်းတို့နှစ်ယောက်ဘာကိစ္စရှိလို့လဲကျွန်တော်မျိုးမတို့ကဥယျာစားရဲ့အိမ်တော်ကပါ ကျွန်တော်မျိုးမတို့ပြန်တော့မလို့လာနှုတ်ဆက်တာပါအရှင် ကျွန်တော်မျိုးမရဲ့သမီးလေးကအရှင်ကိုနှုတ်ဆက်ဖို့ရှက်ရွံ့နေလို့ကျွန်တော်မျိုးမကအဖော်လိုက်လာပေးတာပါ။ကောင်းပါပြီ။ဒီနေ့ပွဲကိုကြွားရောက်လာလို့ကျေးဇူးအများကြီးတင်ပါတယ်။အိမ်ကိုဘေးကင်းကင်းနဲ့ပြန်ရောက်ကြပါစေ။ဘလို့လုံမလဲအမေ။ဘယံကြီးကသမီးကိုစိတ်တောင်မဝင်စားဘူး။ရဲမတို့မနေ့ကကိုတော်ရှာခိုင်းတဲ့မိန်းကလေးကိုရှာတွေ့ကြလား။မှန်လားပါဖေဟာ။ ျွန်တော်မျိုးတို့တိုင်းပြည်မှာအဲ့ဒီလိုစံတွေအရှည်ကြီးနဲ့မိန်းကလေးမရှိကြောင်းပါသူနာမည်ကိုလည်းမသိလိုက်ရတော့ရှာဖွေဖို့ခက်နေကြောင်းပါဖေယားဟွန်းသူမကဘသူများပါလေဒါနဲ့ကိုတော်တို့ကျုံးပေါ်ကရေရနာရီသေးဖို့တင်မော်ရောပြင်ပြီးပလားမှန်ပါအားလုံးပြင်ဆင်ပြီးကြောင်းပါတွက်ခွာဖို့အရှင်းအမိန်ကိုစောင့်နေတာပါဖေယား အဲဒီလိုနဲ့ဘယင်ကြီးနဲ့ရဲမဲတွေလဲရေတနာတွေကိုတည်လာပြီးအပြန်မှာ မုံတိုင်းမိပြီးတော့တင်မော်ကြီးမြုပ်သွားလေးတဲ့ဘယင်ကြီးနဲ့ရဲမဲတွေဟာတေလူနေပါဖြစ်သွားပြီမဲ့အဲ့ဒီအချိန်မှာလှသူစာကလာရောက်ကဲတင်လေးတဲ့ကွယ်အမလှသူစာတားရဲ့အဖေပင်လေလေသွားတာအခုထိပြန်မလာသေးဘူးလမ်းမများတစ်ခုခုဖြစ်နေလားမသိဘူးအဖေပြန်လာပြီးချက်ပြုတ်ကျွေးမှတားလေညစာစားရမှာ ဒါတယောက်တည်းလဲအိမ်မှာမနေရဘူးအမအဖေလမ်းမှာအန်ရရဲ့ကြုံနေရတာတော့မဟုတ်လောက်ပါဘူးနော်ဒါဒီနေရာမှာပဲအဖေပြန်လာတဲ့အထိစောင့်မယ်မောင်းတော့မောင်းတော့မယ်အမနဲ့အတူတူအိမ်ပြန်လိုက်ခဲ့ပါလားဦးလေးပြန်လာမှအိမ်ကိုပြန်လीဘာမှမဖြစ်တော့ပါဘူးကွတိတ်လဲစိတ်ပူမနေပါနဲ့ဟာအမအမခိုးနောက်မှာတင်မော်တစီမြုပ်နေတယ်ဘယ်လိုလုပ်ကြမလဲလာသူစားလေးရွှေကောင်းစည်းလေးကိုတရိယာသွားပါတဲ့ ကောင်းစင်းလေးကိုစီးလိုက်ပြီးတော့နတ်သမီးအသွင်ပြောင်းပြီးဘယင်ကြီးတို့ရဲ့တင်းမောကိုပင်လေတဲကနေသပင်းအရှိကြီးနဲ့ဆင်ယူကဲတင်လေးတဲ့ကွယ်။နှမနှမတော်လေးပဲ။ကိုတော်နေရအနက်လိုက်ရှာနေခဲ့ရတာ။နှမတော်နာမည်ဘလို့ခေါ်လဲ။အရှင်မင်းကြီးတက်တော်ရှာကြောရှိပါစေရှင်။နှမတော်နှမတော်နာမည်ကလှသူစာပါဖေ။အရှင်မင်းကြီး ရွှေငွေရေဒနာတွေအကုန်ပင်လဲတဲ့ပြုတ်ကြပြီးတော့ကြံ့ရစ်ခဲ့ကြောင်းပါဖေ။အဲ့ဒီအချိန်မှာလှသူစားလေးလေးသူ့ရဲ့သပင်းအရှိကြီးကိုတုံးပြီးတော့ရွှေငွေရေဒနာတွေကို ပင်လဲတဲ့ကနေဆေးယူပေးပြန်တဲ့။အဲ့ဒီမြင်ကွင်းကိုမြင်လိုက်တဲ့ဘယင်ကြီးနဲ့ရဲမတ်တွေလေးသိတ်ကိုအံ့အားတင်သွားကြတာပေါ့။ပြီးတဲ့အခါမှာတော့လှသူစားလေးအဝေးကိုပြန်တန်းသွားလေတဲ့ကွယ်။နှမတော်လှသူစားခဏနေပါဦး။ ကိုတော်နှမတော်ကိုလက်ဆက်ခြင်းနဲ့ပြည်သူပြည်သားတွေလည်းလှသူစားလေးရဲ့အကြောင်းတွေကိုပြောကြပြီးတော့နောက်ဆုံးတော့မိတွေသားမိလည်းတည်သွားပါတဲ့။သားမိနှစ်ယောက်ဟာမနာလိုဖြစ်ပြီးဒေါသတွေထွက်နေကြလေတဲ့ကွယ်။အမေလူတွေပြောနေကြတာအမှန်မေးလား။သူတို့ပြောနေတဲ့စံရွယ်ရှိနေသမီးလေးလှသူစားဆိုတော့သမီးတို့အင်းကကောင်းမှလှသူစားပဲဖြစ်ရမယ်။ဒါပေမဲ့သူကဘယ်လိုကြောင့်နေသမီးလေးလိုလှသွားရတာလဲ။ တခုခုတော့ရှိလိမ့်မယ်အမေအမေသမီးကိုကူတွေးပေးရောအေးပါသမီးရဲ့သူပိုင်နာတွေအကုန်ငါသမီးဟာတွေပဲဖြစ်စေရမယ်သူကောင်းမှရွှေကောင်းစီလေးစီးထားတယ်လို့လူတွေပြောကြတယ်လीအမေသူကောင်းစီကို သမီးအတွက်ယူပေးမယ်သမီးစီးလာရင် သူ့လိုနတ်သမီးလေးဖြစ်သွားလောက်တယ်အမေတို့သူလှုပ်တလို့သပင်ရှည်ကြီးကိုတုံးပြီးပင်လေတဲကရှည်တနာတွေရှားကြမယ်လေ။အိုး ီးရင်တမီးကဘရင်ကြီးရဲ့မိဖုရားကြီးလည်းဖြစ်လာစေရမယ်။မိတွေသားမိဟာလှသူစားရဲ့အခန်းထဲကိုခိုးဝင်ပြီးတော့ရွှေကောင်းစည်းကိုခိုးယူကြလေတဲ့။အမေဒါလေးကအရန်လာတာပဲ။တမီးဒါလေးကိုစည်းလိုက်ရင်လှသူစားလိုမျိုးလှသွားမှလာရင်သူ့ထက်တောင်ပိုလာတဲ့နေသမီးလေးဖြစ်သွားလောက်တယ်နော်။အမေသေချာကြည့်ထားနော်။တမီးဘလောက်လှသွားမလဲဆိုတာ။အိုးမြ мян စည်းလိုက်စမ်းမသမီးရဲ့အမေမြင်ချင်းလှပြီ။ ဟုတ်ပါပြီအမေရဲ့အေးအေးညံ့ညံ့စီသမီးလေးသမီးလေးပိုလှသွားမှအမေမြင်ချင်းလှပြီမိတွေရဲ့သမီးကရွှေကောင်းစီကိုစီလိုက်ပါတဲ့ဒါပေမဲ့သူမဟာရွှေကောင်းစီရဲ့ပိုင်ရှင်မဟုတ်တာကြောင့်ဘာစွမ်းမှမပြပဲကောင်းကင်ကြီးကသာမှောင်မဲလာပြီးလျှက်စီတွေလက်လာတဲ့ပြီးတော့ရုံညံတဲ့မိတွေသားမိကိုမိုးချိုးပစ်ချလိုက်လေတဲ့ကွယ်သူတို့သပင်တွေကိုေးကောက်ကုန်ပြီးတော့လူကလည်းမဲတူသွားပါတဲ့ ။အိုးအာအာငါငါသဘင်အမေအမေဘလို့နေလဲတမိလှသွားပြီလားယင်။အမေစင်ကဘလို့ဖြစ်ရတာလဲ။မပူနဲ့နော်တမိအစွမ်းနဲ့လှုပ်ပေးမယ်။မဟုတ်ဘူးအဲအဲမဟုတ်ဘူးတမိရဲ့တမိရဲ့အခုပုံစံကတော်တော်ထူးခြားနေတယ်။အမေတမိလှလုံးလို့အမေအံ့ဩနေတာလား။အမေမမတ်မိလှအောင်ကိုလှသွားတာလား။ဟွန်းဟွန်းဘယင်ကြီးတော့တမိကိုချစ်မိတော့မေ။ပျော်လိုက်တာပျော်လိုက်တာ။ မဟုတ်ဘူးနင့်အခုပုံစံကအသားကလည်းမဲတူးလို့သပင်ကလည်းကောက်ချိတ်လို့ဟဲ့ရှင်တမိသပင် အိုးတမိသပင်တွေအကုန်ကောက်ကုန်ပြီအာဘာလို့ဒီလိုဖြစ်ရတာလဲတမိသပင်ရှည်ကြီးဟာဘာလို့လဲဘာလို့လဲဒီကောင်းစီကြီးမလို့ကျင်တော့ဘူးသွားစမ်းဖိုးချုံဟာမိရီသားမိအဖြစ်ကိုပြတင်းပေါက်ကကြည်ရင်နဲ့ကြည်နေနေတဲ့သူတို့တွေယူသွားကြပြီပဲ မိရိသားမိဟာကောင်းစီကြောင့်ယူသွသွားပြီးလှသူစာလျှောက်လာချိန်မှာတော့ကောင်းစီလေးဟာပိုင်ရှင်လက်ထဲကိုပြန်တန်းသွားပါတဲ့။ဖိုးချိုလေးအဖြစ်မှန်တွေကို လူတွေကိုပြန်ပြောပြလိုက်တဲ့ကွယ်။ဘယင်ကြီးဟာလည်းနန်းတော်ကိုပြန်ရောက်တဲ့အခါလှသူစာလေးကိုတွားရောက်ခေါ်ဆောင်စေတဲ့။နှမတော်မိတွေးနဲ့နေရတာပင်ပန်းဆင်းရဲတယ်ဆိုတာကိုမောင်တော်သိပါရဲ့။အခုချိန်အားစပြီးဘသူမှနှမတော်ကို အနိုင်မကျင့်စေရတော့ဘူး။ ဖိုးချိုတို့တားအဖကိုလည်းရေတနာတွေစုချပြီးတော့ဖိုးချိုလေးကိုနန်းတော်ထဲမှာစာတင်ကြားခွင့်ပေးပြီးလှသူစာနဲ့တွေ့ခွင့်လေးပေးသနာလိုက်ပါတဲ့လှသူစာလေးကိုလည်းမိဖုရားမြောင်းလိုက်ပြီးတော့ပျော်ရွှင်စွာနဲ့ပေါင်းဖက်သွားကြလေတဲ့ကွယ်ပုံမြင်လေးကတော့ဒီမှာပဲပြီးဆုံးပါပြီရှင်အားလုံးပဲသဘောကျနေတတ်လိမ့်မယ်လို့မျှော်လင့်မိပါတယ်ရှင်အခုလိုပုံမြင်လေးတွေကိုသဘောကျနေတတ်တဲ့ဆိုရင်တော့တွေ့ရရဲ့ channel လေးကိုလည်း like and subscribe လုပ်ထားပေးကြပါဦးနော် ပုံမြင်အစ်တွေတင်နိုင်အမြဲတမ်းသိရှိနိုင်အောင်လို့ဒီကနိုတီခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးခဲ့ကြပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရစေရှင်။